အာမူပြီးအညာပိုကြိုက်တယ်မူပြီးကလေအဲ့လိုဗမာထမင်းဟင်းကြိုက်တဲ့ဗမာမင်းကလေးပုံစံမျိုးဆိုတော့လေဒါမဲ့ဟိုဟာအဲ့နေရီတွားရင်လေလေအဲ့သူတို့ရဲ့ဒေသစာတွေကိုကြိုက်တာအညာအဲ့အညာတွေမှာကားရိုက်လို့ရှင်လေအဲတချို့အဲ့လိုမျိုးအိမ်ဒီမှာဆိုမူပြီးကတခါရဲ့ဟိုအာမင်းသမီးလိုဟိတ်ဟိုင်းနဲ့မနေဘူး အဝင်စားရတို့အဲသူတို့ရှာတောင်းစားရတို့အဲ့လိုတွေအရန်အရန်လုပ်တယ်ငါပြည့်တိုးစရာကိုကြိုက်တော်လေးဟုတ်ဟုတ်တယ်အဲ့ရောက်နေတချင်းသွားဆိုရင်အောင်ချိုင်းရင်လည်းသွားစားရဲပြီးတော့ဟိုတိုးအောင်တို့တက်ကုန်းမှာချင်းသွားဆိုတော့ရောက်တော့သူတို့တွေနေကအဲအဲ့လိုခင်းနေကြတာဆိုတော့လေငါပြည့်ရင်လည်းသွားစားတာပဲအရန်ကောင်းအရန်ကောင်းအရန်ကောင်းတိုးစရာဆုံးဘာလဲတိုးအောင်တို့ဆိုင်မှာမင်းဖိတ်ကြွေတို့ ဒါစားနေပါသည်ကောင်းတယ်သူတို့တယောက်တစ်မျိုးစီကောင်းကြတယ်နော်အလုစားရတာပြောတာအမမိတ်ကဆရာတွေမောင်လေးတွေအမေတို့တွေပါပါတယ်လေအအိမ်မှာစားရမပြည့်တို့ညာဒါပဲလေဒါပေမဲ့သူတို့ရှီမှာစားရတဲ့အရာကပိုကောင်းနေတယ်လို့ခံစားရတော့လေအာဒါတော့ဟိုလုရှင်စင်းဝါလူကြီးတွေဖိတ်ကြကြကြ ိုပြည့်ရောက်လာခဲ့တာပါအာရုပ်ရှင်စီယုံ89ချိန်မြောက်နော်နှစ်ပတ်လည်းဂုံယူပွဲလေးပါရှင်ဒီလိုပွဲမျိုးကလေဟိုတော်တော်ရှားရယ်ပေါ့နော်ရှားရဲ့ခါကြတော့မူပြည့်တို့အခုလိုမျိုးလေးဟိုမတွေ့ရကြတဲ့သူတွေတွေ့ရတယ်ပြီးတော့စူစီးနဲ့ဒါရုပ်ရှင်သမားတွေဆိုတော့ဟိုတားဟိုကြောက်ကြောက်အရင်ချက်ကြပါပေါ့နော်အဲ့ဒါဆိုအခုလိုတွေ့ရတဲ့အချိန်မှာမူပြည့်အရင်လည်းပျော်ပါရယ်ဝမ်းလည်းဝမ်းသာပါရယ်ရှင် အမဟွာလေးနေရီတချင်းဆိုတာများနေတာဒီရာဒီဆိုလေကိုလင်းရာဒီရောက်ပြီဆိုမူပြီးရန်ကုန်မှာဖမ်းဖို့မမိတော့လေအခုတော့အာညာချင်းသွားဆိုလာဒီမနက်ကိုစောစောဆိုမမိတော့ဘူးဒါပေမဲ့မူပြီးဟွာဗီဒီယိုခစ်ကဗီဒီယိုအများဆုံးရောက်ခဲ့တဲ့မင်းသမီးတွေဦးစားပေးပြီးလာပေးပါရဲဆိုတော့အဲ့နဲ့မူပြီးရောက်အောင်လာခဲ့တာပါဟုတ်ဟောအတိမတ်ပြုခံရတဲ့အတွက်ဝမ်းသာပါတယ်ဟုတ်အဲ့တော့ကျတော့ဗီဒီယိုတွေရိုက်ခဲ့ရတာနော်ဟိုပျော်စရာကြီး နေဒီဘာရီသွားပြီဆိုလို့ရှင်3လေးလာလေးเนาะ3လေးလာကို3လလောက်ကိုပူပားဆိုလဲ3လလောက်တက်သွားကြပျော်စရာကြီးလေးတကားပဲတကားရိုက်ကြပြီးရင်းနှံကြောင်းလို့ပြောလို့ဆိုလဲမူဖေး2လအကျော်လောက်အဲ့လိုတွေရိုက်ရတာပူပားဆိုလဲပူပားဗီဒီယိုခက်ကဆို3လလောက်ပေါ့အဲ့လိုတောက်လျှောက်ရိုက်ရတာတကားပဲတကားဇက်တိုက်အဲ့လိုမျိုးအရန်ပျော်ဖို့ကောင်းတယ်ဟုတ်ပြီးတော့အဲ့ဒီမှာလေနေကင်းဘက်ဆိုပူညဘက်အရန်အေးတဲ့အရာဒါအဲကွန်းနဲ့အောင်မလဲနိုင်ဘူး အအရန်ကြိုက်တယ်ဒီအညာရဲ့အေးမှုပေါ့နော်ဝဝေကူဒီရပိုင်းနေဆိုတချင်းသွားဆိုရင်လည်းအအေးနေရစင်ပေါ်မှာအအေးပြီးတချင်းဆိုနေရတယ်ကိုကြိုက်တယ်ပြီးရသူကသူမီးကြောင်ဆိုဆိုတဲ့အချိန်ချွေးတွေထွက်လာတော့တမျိုးပေါ့နော်ဟုတ်အာဝဝေအညာပိုကြိုက်တယ်ဝဝေကလေအဲ့လိုဗမာထမင်းဟင်းကြိုက်တဲ့ဗမာမင်းကလေးပုံစံမျိုးဆိုတော့လေဒါမဲ့ဟိုဟာအော်နေရီတော့ရင်လေလေအဲ့သူတို့ရဲ့ဒေတာစာတွေကိုကြိုက်တာအညာအဲ့အညာဒီမှာကားရိုက်လို့ရှိရင်လေ အဲတချို့အဲ့လိုမျိုးအိမ်ဒီမှာဆိုမူဗီကတခါရဲ့ဟိုအာမင်းသမီးလိုဟိတ်ဟိုင်းနဲ့မနေဘူးအဲဝင်စားတာတို့အဲသူတို့ရှာတောင်းစားတာတို့အဲ့လိုအရင်အရင်လုပ်တယ်ငါပြည့်တိုးစရာကြိုက်တော်လေးဟုတ်ဟုတ်တယ်အဲ့ရောက်နေတချင်းသွားဆိုရင်အောင်ချိုင်းရင်လည်းသွားစားရဲပြီးတော့ဟိုတိုးအောင်လို့တက်ကုန်းမှာချင်းသွားဆိုတော့ရောက်တော့သူတို့တွေနေကအဲအဲ့လိုခင်းနေကြတာဆိုတော့လေငါပြည့်ရင်လည်းသွားစားတာပဲကောင်းတယ်သူတို့တယောက်တစ်မျိုးစီကောင်းကြတယ်နော်အလုစားရတာပြောတာ အမမိတ်ကဆရာတွေမောင်လေးတွေအမေတို့တွေပါပါတယ်လေအာအိမ်မှာစားရမပြီးတို့ကြဒါပဲလေဒါပေမဲ့သူတို့ရှီမှာစားရတဲ့အရာကပိုကောင်းနေတယ်လို့ခံစားရတော့လေမပြတော့သမီးနောက်ပိုင်းကရှော့စားရဆိုတော့သမီးကနည်းနည်းပါပဲဒါပေမဲ့အဲ့လိုညင်လာနေလို့လူကလေကျေနပ်နေရလေပီတိဖြစ်နေရအမ်ဟုတ်တယ်ဟုတ်တယ်လက်နဲ့ဆွဲရအားရပါ ဟုတ်တယ်တိုးစီဟာအကုန်ကြိုက်တာအကုန်ကြိုက်တာဟောအိမ်မှာဆိုရင်အရွက်ကြော်နဲ့အဲ့တိုးစီကမပြည့်မပါမရအောင်မူပြရအဲ့လိုစားဂျန်ကုံစာတိပဲအဲ့ဒါကိုအဲ့လိုကြိုက်တာဥဟုတ်ပရိသတ်ကိုလေကျေးဇူးများကြီးတင်ပါရဲ့ပရိသတ်မူပြီးအခုဇလန်းတွဲလေးကြီးလည်းရိုက်နေပါရဲ့ဗောနော်ဟုတ်အားပေးပါလို့ကျေးဇူးများကျမကြီးလည်းခူးဆိုင်ကြပါလို့ပြောချင်ပါတယ်